မင်းကကဲလာကျွန်တော်ရောချာစစ်စစ်အမိုက်စားလေးဆိုတာပြိတ္တတရားပြောကြရတာအမိုက်စားလေးလို့ပြောချတာလားအလိုမျိုးအဲအဲ့လိုပြောရဆိုဝမ်းသာပါလဲမဟုတ်အရင်ဖြည့်ရှင်းရပါမယ်မင်းကကဲလာတက်တေပြခြင်းလို့မက်ဆန်ဂျာနေစာတွေပို့လာတက်တေပြမလားအဲ့ဒါကြီးကတက်ခါရဲ့ခရက်တီထားနေရောဘာမှမတော်တော်လေးဆင်းရဲခဲ့ပြီးသွားပြီ တစ်ခါချက်ပြီးစီးရင်မထမ်းအကြီးကညီမလေးရဲ့အလုပ်ကဒီဇိုင်နာလုပ်တာတကန်းစီတော့ဖြစ်နေမှာရဲ့တကယ်တော့ဒီဇိုင်နာလုပ်မယ်ဆိုရင်ဒီမင်းသမီးအလုပ်ကိုကလုံလုံဘွားတိတ်မဖြစ်နိုင်ဘူးဟိုတခုကို choice လုပ်ဆိုလို့ရှင်တော့ညီမလေးကမရွေးတက်ဘူးမှာရဲ့အခွင့်အရေးရရင်တော့ရတယ်လို့မျိုးလုပ်သွားချင်ပါတယ်ဟုတ်မင်းအကေလာကျွန်တော်ရောချစစ်စစ် န်လန်းလာကြတော့ဘောလုံးညီမနဲ့ကိုထွန်းထွန်းနဲ့အရှိမတကားရိုက်ခဲ့ဘူးတော့လေကိုထွန်းနဲ့လည်းခင်နေတော့တာဒီသွေးမြစ်ကိုပေါ့နော်ကိုထွန်းကဒရိုက်တာကိုအောင်ချမ်းလုပ်နေညီမနဲ့လိုက်ဖက်မဲ့ကာရိုက်တာလေးဇက်ကားလေးရှိတယ်ပေါ့နော်ညီမလေးစိတ်ဝင်စားလားဆိုပြီးတော့ဒီသွေးမြစ်ရဲ့အဲဒီဇက်ညွန်လေးပေါ့နော်ညီမကိုပြတာနဲ့ညီမလည်းလက်ခံဖြစ်သွားတာပါမမဟုတ်ကဲ့ဟုတ်ကဲ chemistry မြောက်တော့လေညီမလေးကအဲဒီတောင်ကြီးဘက်ကပေါ့နော်တိုင်းရင်းသူဖြစ်တဲ့အတွက် စကားပြောတဲ့အခါမှာမြန်လာလေးတခါတလေစကားအလိုမထီရောက်တာလေးပေါ့နော်ကိုယ်အတန်နဲ့နဲ့ပေါ့နေရလေးပေါ့ဒီအတန်ပိုင်းနဲ့ပတ်သက်ပြီးတော့ပဲနည်းနည်းလေးအဲတခါနှစ်ခါပြန်ရိုက်ရလေးရှိပါတယ်မဟုတ်ကဲ့အနုပညာလောကတော့ညီမအရင်တော့အလိုတချင်းနေပါလေးဆိုတယ်ပေါ့နော်တချင်းနေလည်းထုတ်ထုတ်ခဲ့ဘူးတယ်ပေါ့နော်အလိုသရုပ်ဆောင်တာကြတော့ရှေ့မှာနှစ်ကားမှနှစ်ကားရိုက်ဖို့တယ်ဟုတ်ကဲ့ ကားနံပါတ်အဲ Beyond the Tag ပေါ့ကိုတွန်းတွန်းနဲ့ပဲမာရဲ့နောက်တကားကတော့တကြံကားနံပါတ်လေးတော့ညီမလေးတိတ်မမတ်မိတော့မျက်တိကူရဲ့တကြံကမသိဘူးရှေ့တစ်နှစ်ကရိုက်ထားတာဟုတ်နှစ်ကားရိုက်ထားတာပေါ့ဟုတ်ဟုတ်ဝတ်စုံဒီဇိုင်းလေးကတော့မေရီယာဒီပွဲမှာအလို့ဖြူရောင်လေးပဲရိုးရှင်းရှင်းလေးဝတ်ချင်တာဖြစ်တဲ့အတွက်ညီမရဲ့ဒီဇိုင်နာညီမလေးပေါ့နော်နံပါတ်များလိုင်းစီမှာရိုးရှင်းရှင်းလေးနဲ့ဖြူရောင်လေး simple လေးပဲချုပ်ပေးပါဆိုပြီးတော့မှချုပ်ဖြစ်သွားတာပါမမဟုတ် ဒီနေ့မိတ်ကက်လုတ်ကောင်အဲဒီနေ့မိတ်ကက်လုတ်ကတော့20ကြောကောင်းမလေးပေါ့ဟို QT ပုံစံမျိုးလေးပဲညီမပြင်နေကြညီမလေးပေါ့နော်မိတ်ကက် artist agent မိနဲ့ညီမပြင်ထားတာပါရှင်ဟုတ်ကဲ့ဒီရုပ်ရှင်ဇာတ်ကားရုံတင်ခွင့်ရတော့ပေါ့နော်ဒါညီမဘွားရတာပထမအောင်ဆုံးအမှတ်တရလေးအမှတ်တိုင်တစ်ခုလေးလည်းဖြစ်တဲ့အတွက်ညီမပျော်ပါတယ်ရင်ခုန်နေစိတ်လှုပ်ရှားတယ် အကြီးကညီမလေးရဲ့အလုပ်ကဒီဇိုင်နာလုပ်တာဒီဇိုင်နာလုပ်နေရင်လည်းညီမလေးကညီမလေးဆရာပေါ့နော်ဆရာဖြိုးကိုရဲ့ဝတ်စုံတွေညီမလေးကဝတ်ပေးပြီးတော့ဆရာကြော်ညာတွေတင်တော့ညီမလေးကိုမြင်ပြီးမှအဲကော်မရှယ်လာကန်းလန်းတာနေပြီးတော့မှဒီထဲကိုဒီလောကထဲကိုရောက်လာတာမှာဟုတ်အဲ့ဆိုဒီဇိုင်နာဘွားနေလို့မင်းနည်းဖြစ်လာဟုတ်တယ်မှဟုတ်တယ်အခုလည်းဒီဇိုင်နာလုပ်တယ်ဟုတ်ဟုတ်မှဟုတ်ကာမရာတစ်ခုကအချင်းဆက်သက်သက်မှုရှိတာကိုကိုယ်တိုင်ကရောဒါပရိုစင်ကုန်ဆက်သက်မှုရှိလားဆိုမှတက် တကန်းစီတော့ဖြစ်နေမှာရဲ့တကယ်တော့ဒီဇိုင်နာလုပ်မယ်ဆိုရင်ဒီမင်းသမီးအလုပ်ကိုကလုပ်လုပ်ဖို့တိတ်မဖြစ်နိုင်ဘူးဒီဇိုင်နာတွေကပါလို့ဆိုတော့အာဒီဇိုင်နာတွေအားလုံးလည်းသိကြမှာပါနင်းမအိမ်ညာမအိမ်လောရတဲ့အလုပ်တွေများတာပေါ့နော်အဲ့လိုအထယ်တွေပိုင်းလက်ခံပြီးပြီဆိုလို့ရှိရင်လည်းကိုကရက်ချင်းတွေပိုင်းမှန်အောင်ပေးရတာဖြစ်တဲ့အတွက်ဒီအနုပညာမှာလုပ်မယ်ဆိုလို့ရှိရင်ကြာလုံးဝအောင်လုံးဝအောင် challenge ကအရန်ကြီးသွားတာပေါ့နော်အဲ့လိုတော့ဖြစ်တယ်မှာဟုတ်ဒီတရုတ်ဆောင်ကကြာတော့ဒီအနုပညာအလုပ်ကကျွန်မလည်းငယ်လေးခင်ဗျဝါသနာပါပေါ့နော်ဟိုဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးကြီးထက်ပေါ့နော်အခွင့်အရေးပြင်လုံး ုံးမယ်လုပ်ကြည့်မယ်အဲ့လိုပုံစံမျိုးလေးနေတော့သွားရတယ်။ဒီဘက်ကကိုယ့်ရဲ့ဒီ professional career ပေါ့နော်ဒီဇိုင်နာအလုပ်ဒီညီမဒီ local brand တွေထောက်တဲ့ဒီ business ပေါ့နော်အဲ့ဒါအကြောင်းညီမလေးကဒါတောက်လျှောက်လုပ်ဖြစ်မယ်အလုပ်ပေါ့အနုပညာနဲ့ဟိုအခွင့်အရေးရရတယ်လို့တော့လုပ်သွားမှာပေါ့နော်အဲ့လိုဟိုတခုကို choice လုပ်ဆိုလို့ရှင်တော့ညီမလေးကမရွေးတက်ဘူးမှရအခွင့်အရေးရရင်တော့ရတယ်လို့မျိုးလုပ်သွားချင်ပါတယ်ဟုတ်ကဲ့တော့ကလည်းဒါကာယလာမှာမပြိုင်ခဲ့ဘူးလားကာယလာမယ်ဟုတ်တယ်ဟုတ်တယ်အမဟုတ် ဲ့ဒါအကြောင်းညီမလေးဒါတောင်ကြီး University တုန်းကပေါ့နော်တောင်ကြီးသူလေးပေါ့အဲလုံးက2000နှစ်မှ2010လောက်ဖြစ်မလားမသိဘူးမမရဲ့2010 2017လောက်ကရခဲ့တာအဲလုံးကကာယလာမတက်ကတော့မယ်လားမသိအဲလုံးကရထားဟုတ်ကဲ့ဟုတ်မိုက်စားလေးဆိုတာပြိတ္တတရားပြောကြရဲအမိုက်စားလေးလို့ပြောကြတာလားအလိုမျိုးအဲလိုပြောရဆုံးဝမ်းသာပါတယ်မဟုတ်ဟုတ်အဲ့တော့ကိုကိုရန်ကရောဒါဟိုစကလုံး dialogue တွေတက်ဟုတ်ကဲ့ဆိုတဲ့ င်းရကေးလာဆိုတော့ဟုတ်ကဲ့မဟုတ်ဒါတော်တော်လေးရောတကယ်ကျေးဇူးတရားမှာဖြည့်ရှင်းရတယ်အရင်ဖြည့်ရှင်းရပါမယ်မင်းရကေးလာတက်တေပြခြင်းလို့ messenger နေစာတွေပို့လာတက်တေပြမလားအဲ့ဒါကြီးကတက်ခါရဲ့ခရက်တီထားနေရောတငယ်ချင်းနေရတော့သူတို့ကတော့အားပေးပါတယ်တငယ်ချင်းနေအကုန်လုံးကတော့ Mary Ball လို့အမြဲတမ်းပေးနာနေလို့ supporting ပေးတယ်အကြံကောင်းတွေပေးတယ်ပြီးရင်သူတို့ပဲအဲဒီ video တွေ share ပြီးစာနေရပဲသူတို့ကတော့ ဟုတ်လုံးများအကြောင်းညီမလေးက local clothing brand ပေါ့နော် host ပေးပါတယ်အဲ Zalando fashion နဲ့ပေါ့နော်ဟုတ်ညီမအခုဆိုင်မှာဆို branch တွေအများကြီးပေးထားတယ်တောင်ကြီးဘက်မှာပေးတယ်မန္လေးပေးတယ်ရန်ကုန်ပေါ့ဟုတ်အခုကြတော့ဒီနေပြည်တော်ဘက်ကဘက်ကိုလည်းပေးဖို့အတွက်ညီမစူးစမ်းနေပါတယ်ဟုတ်ဒီလောက်ကလေးရတာဒီဇိုင်းနာကိုပြုမှုကြောင့်ပြောလို့ရတယ်နော်ဟုတ်တယ်ဆရာဖြိုးကိုအကြောင်းပေါ့ဟုတ်ဆရာဖြိုးကိုကဆရာဝတ်စုံနေနေပဲတည်တည်လာကြတာပေါ့ဟုတ်ဘယ်မှာဆရာကတော့တူတက်တက်ရယ်နော် hidden talent ပေါ်ပြလိုက်လို့ရတယ်နော် ဟုတ်တယ်အဲ့လိုဖြစ်သွားအခုထိလဲဆရာအမြဲတမ်းသူ့ရဲ့ show လေးဆိုရင်ခေါ်ရဲသူဝတ်ဆောင်အလှဆောင်ဝတ်ဆောင်လေးဆိုညီမအတွက်အမြဲတမ်းဝတ်ပေးရဲ shooting လေးအမြဲလုပ်တယ်ဟုတ်ဒါဆိုမေယူဆိုပြီးတော့ဒါပြည်သက်တွေကကြာတော့ဒါဘယ်လိုမျိုးလေးပေါ့ဖတ်ချက်ကြည့်ပါလေးကြားရသေးတယ်။အဲပြည်သက်တွေရဲ့ comment လေးတွေကိုဖတ်ကြည့်ရခါမှာတော့အားဖြစ်စေတာပေါ့နော်။အဲဆက်ပြီးတော့စူးစမ်းပေါ့။မင်းသမီးတက်လက်ဖြစ်နိုင်နေအားပေးမယ်ပေါ့။အဲအဲ့လိုမျိုးလေးတွေတော့တွေးပါတယ်ဟုတ်။ ဲအဲ့လိုမျိုးတော့မခံစားရသေးပါဘူးမာပဲဆိုမေရီကအခုမှဒါပထမအဦးဆုံးပွဲဦးထွက်ဖြစ်တယ်ပေါ့နော်အဲ့လိုဆိုမေရီမှာအများကြီးလှုပ်ရှား character တွေအများကြီး character ဆော့အောင်လှုပ်ရမယ့်အပိုင်းတွေအများကြီးရှိသေးတယ်အခွင့်အရေးရရင်လဲကိုကလှုပ်မယ်ပေါ့နော်အဲ့လိုတော့ဆုံးဖြတ်ထားတယ်မဟုတ်နောက်ကားကြီးတွေထပ်ရိုက်ဖို့ရှိရယ်ဆိုရင်လဲမေရီရိုက်မယ်ဟုတ်